္ဂလာပါရှင်ကျမကတော့ချချိုဆက်မ DBP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါတနင်္သာရီတိုင်းထားမြမနယ်ဇက်ကတနင်္သာရီမောတာကိုတွေးလမ်းကြောင်းကိုဇူလ10ရက်မှာဖြတ်တန်းသွားလာခွင့်ပေးထားပေမဲ့စစ်ကောင်စီတပ်ဘက်ကတက်ခိုက်တာတွေထိုးစစ်ဆင်တာတွေပြုလုပ်နေတယ်လို့ KTLA ထိဆက်မဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် ကုတ်သွေးလမ်းကြောင်းတွေကိုဂျွန်လတရက်ကစပြီးစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖက်စလုံးကဖွင့်ထားပေမဲ့ဂျွန်လပထမပတ်တွင်မှစစ်ကောင်စီတပ်ဘက်ကစစ်ရေးဖော်ဆောင်တာတွေလှုပ်လာတာလို့ KTLA တိဆက်မဲ့ရွာတပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကတင်းနေတဲ့ရင်မောတော်လမ်းပေါ်ကတိတ်ခိုးရွာအနီးနာဝန်းကျင်ကို ရေပြင်ပျောက်ကြားတက်ခိုက်တာတွေဒရုန်းနဲ့ဗုံးသီးချတက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုဂျွလအတွင်းနေစင်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့ရဲဘော်တွေစီကသိရပါဗျ။တနင်္သာရီမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကခလာရစက်ခွန်ခမာရ280ခမာရ285နဲ့ခလာရ101တပ်ရင်းတွေအဓိကရှိပြီးအဲ့ဒီတပ်တွေမှာလူဦးရေမပြည့်တဲ့အတွက်စစ်ကောင်စီတပ်ရဲ့တခြားတပ်ရင်းတွေကတပ်သားတွေလည်းပူးပေါင်းထားတယ်လို့သိရပါဗျ။ တနင်္သာရီတိုင်းပလောမြို့နယ်ခန္ဒီကျေးရွာအုပ်စုမှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့ဝင်ရောက်တပ်ဆွဲထားပြီးနှစ်ပတ်နေပါကြာတဲ့အထိပြန်မဆုတ်ခွာသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ဂျွန်လ၁၄ရက်မနေ့ပိုင်းကစပြီးခန္ဒီကျေးရွာအုပ်စုကတောင်ခေါလောင်ကျေးရွာရဲ့လှေစိမ့်ဘက်ကိုစစ်ကောင်စီတပ်တွေဆက်လက်ကြီးတွေနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတပ်ဆွဲထားကဂျွန်လ၂၉ရက်အထိတပ်ဆုတ်ခွာသွားတာမရှိသေးဘူးလို့ဆိုပါတယ်။ တောက်ခလောင်းကျေးရွာမှာတက်ချပြီးရိတ်ခသေးတာနဲ့လူအင်အားပို့ဆောင်တာတွေလုပ်နေတဲ့အတွက်ဒေသခံတွေဒီလိုရွာကိုထွက်ပြေးတိတ်ရှောင်နေကြရတယ်လို့တောက်ခလောင်းရွာကပြောပါတယ်။လက်ရှိခဏီကျေးရွာအုပ်စုကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာပလောင်မြို့အမှတ်7ကိုစစ်မှုထမ်းတင်နန်းသားတွေပို့ဆောင်ဖို့အတွက်လုံခြုံရေးချကတက်ဆွဲထားတာလို့ဆိုပါတယ်ရှင်။ VOA ဝန်ထမ်းတွေကိုအလုပ်ထုတ်တဲ့စာကို Global Media အစိုးရ Agency USATM ကပြန်ရုပ်သိမ်းကြောင်းဝန်ထမ်းတွေစီစာထပ်မံပေးပို့ခဲ့ပါတယ်ဒီသတင်းကိုတူတာချန်တာပေးပို့ထားပါတယ်ရှင် ွန်လ20ရက်နေ့မှာ VOA ဝန်ထမ်း6000ကျော်စီကိုပေးပို့ထားတဲ့အလုပ်ထုတ်စာတွေကိုပြန်ရုပ်သိမ်းကြောင်း Global Media အစိုးရ Agency USAGM ကဒေသစံတော်ချိန်ဂျွန်လ29ရက်နေ့မှာဝန်ထမ်းတွေစီကိုစာတွေထပ်မံပေးပို့ခဲ့ပါတယ်။အလုပ်ထုတ်စာတွေမှာဝန်ထမ်းတွေရဲ့အချက်အလက်တချို့မှားယွင်းတာအလုပ်ထုတ်စာပေးပို့တဲ့လုပ်ထုံးလုံးကြီးမမှန်ကန်တာတွေကြောင့်စာကိုပြန်ရုပ်သိမ်းတာဖြစ်ပြီး USAGM ကသူတို့မူလရွေထားတဲ့အတိုင်းဝန်ထမ်း85ရာခိုင်နှုန်းကိုအလုပ်ကနေထုတ်ပယ်သွားမဲ့လုပ်ငန်းစဉ်အပေါ်မှာပဲရှိနေသေးတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်ကပြောပါတယ် သူတို့အလုံးထုတ်ထားတဲ့စာတွေပေါ့နော်ပြန်ပြီးရုပ်သိမ်းတယ် VOA ဝန်ထမ်းတွေကအရင်တိုင်းလောက်ခလာစာနဲ့ခွင့်ပြန်ပြီးတော့ပေးထားတယ်ဆိုတဲ့အနေအထားပြန်ဖြစ်သွားတယ်ပေါ့နော်ကျမတို့ DOA ဝန်ထမ်းတွေကိုအကာအကွယ်ပေးတယ်အလုံးသမားသမဂ Union ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဝန်ထမ်းတွေကိုအလုံးထုတ်တဲ့စာမှာအမှားတွေအများကြီးပါနေတယ်အလုံးထုတ်တဲ့စာပို့တာကလည်းလုံထုံးလုံကြီးနဲ့မညီဘူးဆိုပြီးတော့ထောက်ပြတဲ့အတွက်ပေါ့နော်အခုလိုအစိုးရဘက်ကနေပြီးတော့သူတို့အလုံးထုတ်တဲ့ စာကိုပြန်ပြီးတော့လုတ်ကန်ရတဲ့အခြေအနေရောက်သွားတာပေါ့လေအလုတ်ထုတ်တဲ့စာတွေကိုပြန်ပြီးတော့ရုပ်သိမ်းတာနဲ့ပတ်သက်ပြီးတော့ Kerry Lake က agency ကတတ်မှတ်ထားတဲ့အတိုင်းဝန်ထမ်းတွေကို85ရာခိုင်နှုန်းကိုဖြုတ်သွားမယ်ဆိုတာတော့တိကျပြောထားတယ်အလုတ်သမားသမဂ္ဂနဲ့ VOA ဝန်ထမ်းတွေကလည်းဥပဒေနဲ့အညီပြန်ပြီးတော့တိုက်သွားမယ်ဆိုတာလည်းအတိကျပြောထားတဲ့ခါကြတော့ဘလို့ရှစ်ဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲလို့ပဲပြောရမှာပါ တရားရုံးအမိန့်တွေကိုဆိုရဘက်ကလိုက်နာမှုရှိမရှိဒေတာစံတော်ချိန်ဂျွန်လ23ရက်နေ့က TCKN တရားရုံးမှာဒုတိယကြိမ်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကဆိုရဘက်ကဆောင်ရွက်ချက်တွေဟာရှင်းလင်းမှုမရှိတဲ့အတွက်အသေးစိတ်ပြန်တင်ပြဖို့ယုံကြည်ပြန်ခေါ်ထားပေမဲ့ဆိုရရှင်တွေကယုံကြည်ကိုရက်ရွှေဖို့တရားရုံးကိုတောင်းဆိုထားပါတယ်။သူတို့အတွက်ဝီနီလွတ်ပေါ့နော်။ဝါဒင်ကအစသူတို့ပြန်ပြီးတော့ပြောင်းအောင်လဲပြောင်းနိုင်တယ်ပေါ့လေ။ဒီကြားထဲမှာတော့မနေ့ကတော့ကသူတို့တရားရုံးကိုပရိုဂရမ်တွေလွှင့်နေပါတယ်ဆိုပြီးတော့အပြင်တင်ထားတယ်။တင်ထားတော့အမတို့ဘက်ကလည်းဖြည့်နေတဲ့ဘက်ကဒါကိုပြန်ပြီးတော့ ကောင်တာလုပ်ဖို့တော့ပြင်ဆင်နေတယ်။ဒါမဲ့ဗုဒ္ဓဟူးနေ့သူချိန်ထားတဲ့ယုံချင်းကိုတော့ရွှေ့ပေးပါဆိုပြီးတော့ဆိုရဘက်ကတောင်းထားတယ်။တရားသူကြီးကတော့ဇူလိုင်က16ရက်နေ့ကိုရွှေ့လိုက်တယ်လို့ပြောတယ်။တကယ်လို့ဒါ16ရက်နေ့ရွှေ့လိုက်ပြီဆိုလို့ရှိရင်ရှင်ဗုဒ္ဓဟူးနေ့အကြမ်းလာခွင့်ရမရှိတော့ဘူးပေါ့နော်။ ဂျော်လာ23ရက်နေ့ကြားနာမှုပြီးမှတရားရုံးကအမိန့်စာထုတ်ပြန်ခဲ့ပြီး USGM ကပြီးခဲ့တဲ့လပိုင်းတွင်အတွင်းမှာငွေကြေးသုံးစွဲတာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘလို့လဲပတ်နေတဲ့ဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွတ်တော်ကိုတင်ပြထားမှုစာရာတွေကိုတရားရုံးကိုအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ် USGM မှာတမရာထရမ်ခန့်ထားတဲ့အကြီးအကျယ်ပေး Carry League က FOA ဝန်ထမ်းတွေဆွဆူထားတဲ့အမှုကိုဆိုင်းငံ့ထားဖို့အဆိုတင်သွင်းထားတာကိုလည်းတရားရုံးကပယ်ချခဲ့ပါတယ်ကျွန်တော်တုဒချမ်းသာပါ ီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်